ူမှုရေးပြဿနာနဲ့ပတ်သက်ပြီးပြည်သက်တွေကြားမှာလူပြောများတဲ့မိသမီးလေးယောက်ပေါင်းသင်းဆက်ဆံရေးနဲ့လူမှုတိုင်းဝိုင်းကိုတည်ပြုပြီးတော့လောက်ကိုင်းနေတဲ့အလုပ်ဖြစ်တဲ့အမှုပညာရှင်တွေဟာလူမှုရေးပြဿနာများစွာရှိကြပါသည်တီဝီရဲ့ရုပ်ရှင်စကားတွေထဲမှာသာကဲနေစမ်းကြောင်လူချစ်လူခင်များကြားပေးမိအကြောင်းသိတဲ့လူရင်းတွေကြားမှာတော့တရင်ပေါင်းစုံထွက်နေကြတာပဲဖြစ်ပါသည်အခုပြောမှာတော့အတင်းလူတွေကြားမှာတောင်မှဖုံးပြလို့မရတဲ့ပြင်တနိုင်ကလုံးဝလူတွေပါတည်ကြတဲ့လူမှုရေးဖောက်ပြန်မှုရှိခဲ့ကြသည်နမဲကြီးမင်းသမီးလေးယောက်ကိုဖော်ပြသွားမှာပဲဖြစ်ပါသည် ံပါတ်1ပို့ချပြုခင် MRTV4 မင်းသမီးပို့ချပြုခင်ကတော့ကလေး၃ယောက်မီဖြစ်တဲ့ PK ချုံးကိုအားလုံးလူသိရှင်ကြားပေါ်တင်ယူထားတာဖြစ်ပါတယ်။ယောက်ျားဖြစ်သူရဲ့ပထမအိမ်တော်တမဆုံးခင်ကလေးကယောက်ျားဖြစ်သူနဲ့ညီဆုံးခဲ့ပြီးကလေး၃ယောက်ရှိတယ်ဆိုတာကိုလည်းသိခဲ့တာဖြစ်ပါတယ်။မယားကြီးကမကောင်းခင်ကလေးကမြန်ငယ်ဖြစ်တတိပုံနေခဲ့ပြီးတော့ပထမအိမ်တော်ကုံဆုံးပြီးတဲ့အချိန်မှာလူလုံးထွက်ပြကောင် ရွှေငွေစည်းစိမ်နေနဲ့တင်တောင်းခံရတာပဲဖြစ်ပါရီအကောတွင်ရဲ့ပထမအီတောင်နဲ့မပြတ်ခင်တဲ့ကကိုဝင်ရခဲ့တဲ့အတွက်ယူပြီးနှစ်ပတ်ကြာမှာပဲတောင်းလေးကိုလွှဲထားရပြီဖြစ်ကြောင်းပရိသတ်တွေကိုထုတ်ပြောလာခဲ့တာပဲဖြစ်ပါရီနမနေမယ်လိုဒီအလိုရမဲ့ကြည့်ပြီးတော့ခြားကိစ္စတွေကိုအမြင်နဲ့လလွတ်စပေးပြောတတ်တဲ့မင်းသမီးမလို့လူပြောများကြတာပဲဖြစ်ပါရီအခုလက်ရှိအိမ်နောက်ကွဲဖြစ်နေတဲ့ယောက်ျားဖြစ်သူနဲ့မယားခင်ကမင်းသားပေါင်းစုံနဲ့တွဲခဲ့ပြီးတော့မင်းသားနေမီနဲ့နေကြုံတဲ့ဒီအခြေအနေတွေရောက်ခဲ့ကလူသိရှင်ကြားပဲဖြစ်ပါရီမင်းသားနေမီရဲ့လောက်ရက်တွေကိုပြည်သက်တွေအားလုံးသိအောင်ပြောရင်း အနုပညာလောကရဲ့ကိုတကြော့ပြောင်းဝင်လာခဲ့တာပဲဖြစ်ပါရီနံပါတ်3နော်ဖောအေတာတသက်စာမင်းသမီးတွေထဲမှာ အခုလက်တလောအကြီးကျယ်ကိုပြည်သက်တွေစိတ်ပျက်စေတဲ့မင်းသမီးနော်ဖောအင်တာကတော့တွေ့သမျှယောက်ျားတိုင်းဟာပိုင်ရှင်ရှီလျက်နဲ့ဖောက်ပြန်ခဲ့ကြသူတွေဖြစ်ပါရည်။တသက်စာပြီးနှုပညာလောကကိုဝင်ရောက်ခါစားကမင်းသမီးတငယ်ချင်းဖွဲ့ရရှိခဲ့ကြပေမဲ့မင်းသမီးဖုံးတီတီကျော်နဲ့ငယ်ပေါင်းတငယ်ချင်းဖြစ်သူခင်ကျေးမုံရဲ့ရည်စားဖြစ်သူကိုစနိုက်ခဲ့တာဖြစ်ပါရည်။ခင်ကျေးမုံရဲ့ရည်စားနဲ့မတွေ့ခင်ပါဘူး။အစောရလွမ်းပိုင်နဲ့နောက်မီလင်းခဲ့ကြောင်းဗီယိုရီနဲ့တက်တည်ထွက်လာခဲ့တာပဲဖြစ်ပါရည်။နမလေးရွှွှွှွန်ကလေးတယောက်ဆောင်ဖြစ်လူတီများခဲ့တဲ့ရွှွှွှွန်ဟာလေလူမှုရေးပြဿနာများစွာရှိခဲ့သူဖြစ်ပါရည်။ အခုချိန်မှာဆိုတော့တန့်စင်ဆိုသူမန္တလေးမြို့ကရွှေနဂါရွှေဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူရဲ့ဤသားဖြစ်နေကြတာဖြစ်ပါတယ် ထို့သူအားလည်းစနစ်ကျော်လက်တွဲခဲ့တဲ့ချစ်သူရှိနေခဲ့ပြီးမင်းသမီးရိုးနဲ့ဖောက်ပြန်ကအခုလိုတွဲခဲ့တာပဲဖြစ်ပါရည်။နေရွယ်စေတဲ့ကတယောက်ဆောင်လောကတွေကိုဝင်လာခဲ့သူဖြစ်တဲ့အတွက်ပြည်သက်တည်းရဲ့မျိုးလုံးထဲမှာအခုလိုကျင်ဆိုးတွေရှိနေမယ်လို့လုံးဝမထင်ခဲ့တာပါ။တိုင်မဲရှိုးရောကတော့မင်းသားစီသူဝင်းနဲ့တွဲတော့ကလေမြမတပီလုံးမကြောက်မနာသားတွေဖြစ်ခဲ့ကြတဲ့ဒီအချက်တူကဲကျိုးနေဖြစ်ခဲ့ပြီးတော့အခုခါမှလေတပားသူရဲ့ရီစားကိုခောက်ယူထားတာပဲဖြစ်ပါရည် အခုဖော်ပြပေးခဲ့တာကတော့လူပညာလောကမှာအခုနောက်ပိုင်းလူပြောများနေတဲ့လူမှုရေးပြဿနာရှိကြပြီးမင်းသမီးတွေဖြစ်ပြီး ရိသတ်ရမြင်ကိုလည်းကွန်မန့်လေးထဲမှာမျှဝေပေးခဲ့ပါအောင်ရှင်။နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့စေလီတဲ့နုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။ကျမတို့ရဲ့ပေလေးကနေပြီးတော့ပရိသတ်ကျိုင်းနေတဲ့လောက်မဲ့ဆိုတော်ရီနုပညာရှင်တွေမော်ရယ်တွေရဲ့အကြောင်းတွေကိုနေ့စဉ်နဲ့များရှာဖွေတင်ဆက်ပေးနေကြကြမလို့ပေလေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းနဲ့ကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေတော့။